င်္ဂလာပါရှင်အော်တိုဘာလ31ရက်နေ့ BBN ရဲ့မိုးလေဝသသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။တောက်လီပင်လယ်ပြင်ဘင်္ဂလားပင်လယ်ရောအရှေ့အလယ်ပိုင်းနဲ့အရှေ့တောင်ပိုင်းတို့မှာတဟိန်တင်းတင်းမှတိမ်ထူထပ်နေပြီးကြံဘင်္ဂလားပင်လယ်အောက်မှာတိမ်နှဲငယ်ဖြစ်ထိုးနေပါတယ်။အေယာဝတီတိုင်းနဲ့တနင်္လာရီတိုင်းတို့မှာနေရာအနှံ့ပြားရန်ကုန်တိုင်းကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာစိတ်စိတ်ပဲခူးတိုင်းကချင်ပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာနေရာကြက်ကြဲကြဲတိုင်းနဲ့ပြည်နယ်တို့မှာနေရာကွက်တားမှုထိတ်ချုံရွာပါမယ်။ ရွာရဲရနှုံပြစ်ဖြစ်ပါလေမိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေမှာအေယာဝတီတိုင်းတနင်္လာရီတိုင်းကရင်ပြည်နယ်နဲ့မိုးပြည်နယ်တို့မှာမိုးတိမ်တောင်များဖြစ်ထွန်းမှုအကောက်လျက်ရှိနေပြီးအဆိုပါမိုးတိမ်တောင်များရွေးရှားရနေရာတစ်လျှောက်မှာမိုးရွာသွန်းခြင်း၊လေပြင်းတိုက်ခိုက်ခြင်း၊မိုးထိတ်ချုံခြင်း၊မိုးကျွတ်ပစ်ခြင်း၊လျှက်စီးလက်ခြင်းနဲ့မိုးတိကျွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်ပါတယ်။မြမကံရိုးနဲ့တစ်လျှောက်နဲ့ကမ်းလုတ်ပင်လေပြင်းတို့မှာတစ်ခါတည်းရန်မိုးသက်လေပြင်းများကြာရောက်ပြီးလှိုင်းကြီးနိုင်ပါတယ်။ မိုးသက်လေပြေးကြစေရေပြင်းမြေပြင်းလေဟာတနအီလေမိုင်30မှ35မိုင်ထိတိုက်ခိုက်နိုင်ပါတယ် လိုင်းမြင့်မှာမြမကန်ယူနဲ့တခြားနဲ့ကန်လို့ပင်လေပြင်းတို့မှာရှစ်ပေမဆယ်ပေခန့်ရှိနိုင်ပါတယ်။နောက်နှစ်ရက်အတွက်ခမန်းချက်မှာနေပြည်တော်ရန်ကုန်တိုင်း၊ပဲခူးတိုင်း၊အေယာဝတီတိုင်း၊တနင်္လာရီတိုင်း၊ကချင်ပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာနေရာစိတ်စိတ်မှနေရာအနှံ့ပြားမှုထိတ်ချုပ်ရွာနိုင်ပါတယ်။မိုးလေဝသသတင်းအစီအစဉ်ကိုမိုးလေဝသဌာန MOHADN နဲ့ Windy.com တို့မှရယူဖော်ပြထားပါတယ်။အောက်တိုဘာလ31ရက်နေ့ BBC းလေဝသသတင်းများကိုတင်ဆက်ပေးသွားတာပဲဖြစ်ပါတယ်ကျမသူစားပါ